အားလုံးမင်္ဂလာပါဓမ္မတုတ္တမြတ်ဝေယျဓမ္မတုတ္တမြတ်ဝေယျချင်းနေကနေပြန်လဲကြိုးဆိုပါတယ်ဓမ္မတုတ္တမြတ်ဝေယျချင်းနေအားဆိုလို့ရှိရင်ဓမ္မရေးရာအဖျားဖျားတုတ္တရေးရာအဖျားဖျားတွေကို ပုံမှန်မြတ်ဝေပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်ဆရာတက်တူရှင်သီရိရေးသားတဲ့နတ်ပြည်ရောက်လူသားတို့ရဲ့ဘဝအတွေ့အကြုံများဆိုတဲ့စာအုပ်ထဲကနေမှနတ်ပြည်၆ထပ်အကြောင်းကိုထုတ်နှုတ်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ် ်နှစ်ပြီ6ထပ်ရှိတယ်ဆိုတာကတော်တော်များများသိပြီးသားဖြစ်မှာပါ6တန်နဲ့ရွာလို့လည်းခေါ်ပါတယ်အဲ့ဒီမှာနှစ်ပြီ6ထပ်အကြောင်းကိုရှင်းပြချင်ပါတယ်နံပါတ်1နေနေကတော့စတုမဟာရစ်ဘုံလို့ခေါ်တဲ့စတုမဟာရစ်နှစ်ပြီပါအဲ့ဒီစတုမဟာရစ်နှစ်ပြီမှာဆိုလို့ရှိရင်ဓာတ်ထရတ်ဓာတ်ထယထဝိဒူလကဝိဒူပက္ခ ကုဝေယဆိုတဲ့နတ်မင်းကြီး၄ပါးတို့ကိုစတုမဟာရိလို့ခေါ်တာဖြစ်ပါတယ်။အဲ့ဒီနတ်တွေဟာဒီနတ်မင်းကြီး၄ပါးတွေရဲ့လေးပါးတို့ရဲ့အုပ်ဆိုးခြင်းကိုခံကြရပါတယ်စတုမဟာရဲ့လက်ဘုံကနတ်တွေကိုနတ်မင်းကြီးလေးပါးတွေရဲ့လက်အောက်ခံဖြစ်ကြပါတယ်နတ်မင်းကြီးလေးပါးကိုခါစားကြရတယ်ဒီနတ်မျိုးတွေကိုစတုမဟာရဲ့နတ်လို့ခေါ်ပါတယ် ဓဋ္ဌယထနမင်းကြီးကမြေမူတောင်ရဲ့အလေခုလတ်အရှိဘက်နံပါတ်မှာတရှိပြီးတော့ဂန္ဓဘာနတ်တို့ကိုအုပ်ချုပ်ပါတယ်။ဝိရုလကနမင်းကတော့မြေမူတောင်ရဲ့တောင်ဘက်နံပါတ်မှာတရှိပြီးတော့ဂုံမန်နတ်တို့ကိုအုပ်ချုပ်ပါတယ်။ဝိယုပခနမင်းနေရာတော့မြေမူတောင်ရဲ့အနောက်ဘက်နံပါတ်မှာတရှိပြီးတော့နတ်နဂါးတွေကိုအုပ်ချုပ်ပါတယ်။ ကုဝေယနာမင်းကြီးကတော့မြစ်မတောင်ရဲ့မြောက်ဖက်နံပါတ်မှာတည်ရှိပြီးတော့နတ်ဘလူးတို့ကိုအုပ်ချုပ်ပါတယ်အဲ့ဒီနတ်တွေရဲ့တတန်းကတော့လူရီရဲ့နှစ်ပေါင်း90ဟာစတုမဟာရဲ့နတ်သက်တရက်ဖြစ်ပါတယ်အဲကြောင်ရပောင်း30ကသူတို့ရဲ့ရပောင်း30ကတလအဲ့လ12လကတနှစ်ဒါကြောင့်စတုမဟာရဲ့နတ်တွေရဲ့တတန်းက 900ရှိပါတယ်နှစ်900ရှိပါတယ်လူတို့ရဲ့နှစ်ရေအတွက်အပြင်တွက်မယ်ဆိုလို့ရှိရင်အနှစ်9တန်းရှိပါတယ်နောက်နံပါတ်1နတ်ဘုံကတော့တာဝရင်သာနတ်ဘုံတာဝရင်သာနတ်ဘုံမှာဆိုလို့ရှိရင်မာကလူလင်အမှုရှိတဲ့အတူတကွကုသိုလ်ကောင်းမှုပြုဖို့ပြုပတ်တွေဖြစ်တဲ့33ရောက်တော့သူတို့ရဲ့နေရာဖြစ်တဲ့ဘုံကိုတာဝရင်သာနတ်ဘုံလို့ခေါ်တယ် ဒီပုံမှာဆိုလို့ရှိရင်တရားမင်းနဲ့ပဇာပတိဝရုဏဣတာနစတဲ့33ပါသောနတ်မင်းကြီးတို့စံနေကြပါတယ်။တောင်ရင်သာနတ်ပြည်မှာဆိုရင်ဝေဇယန္တပြတ်သက်ပင်လေကတိပင်ပန္ဓုကပလာမြကြောက်ဖြာနန္ဒဝင်ဥယင်စေတလာတာဥယင်သူတမဇယက်ဆူရာမဏိစေတီအဲ့ဒါစတဲ့ထင်ရှားတဲ့အဆောက်အုံတွေရှိကြပါလေ။ လူတတန်နှစ်တရာဆိုတာကတောင်ရင်သာနတ်ပြည်မှာတရက်ပဲရှိပါတယ်လူတတန်ဘလောက်တူလဲဆိုတာတွက်လို့ရပါတယ်တောင်ရင်သာနတ်သက်ကအနှစ်တထောင်ဖြစ်ပါတယ်ဒါကြောင့်လူတို့ရဲ့တက်တန်းနဲ့တွက်မယ်ဆိုရင်နှစ်အရည်အတွက်၃ကလေးနဲ့၆တန်းရှိပါတယ်။အင်မတန်တူတောင်းတဲ့လူတက်တန်းနှစ်တရာနှစ်ပြည့်ရဲ့တရက်ပဲရှိတဲ့ နှစ်တရာအတွက်မှာကောင်းမှု ကုသိုလ်တွေများများပြုလုပ်ပေးဖို့လိုပါတယ်ဓမ္မမိတ်ဆွေပေါင်းတို့ကုသိုလ်ကောင်းမှု များများလုပ်တဲ့သူသားနှက်ပြီးပြမပြီးကိုရောက်มาဖြစ်ပြီးတော့အကုသိုလ်တရားတွေများနေတဲ့သူတွေကတော့ငရေပုံ ပြိတ်တာပုံတွေကိုရောက်အောင်มาဆိုတာအလုံးတိပီးတာပဲဖြစ်ပါတယ် နောက်နံပါတ်3နတ်ဘုံကတော့ယာမနတ်ဘုံလို့ခေါ်တယ်။ယာမနတ်ဘုံမှာဆိုရင်ဆင်းရဲဒုက္ခတွေမရှိဘူး။နတ်စည်းစိမ်နတ်ချမ်းသာတွေကို ကောင်းစွာရတဲ့နတ်တို့ရဲ့နေရာဖြစ်တဲ့နတ်ဘုံဖြစ်တယ်။သူယာမနတ်မင်းကြီးကယာမနတ်ဘုံအုပ်ချုပ်တယ်။အဲ့ဒီသူယာမနတ်မင်းကြီးကတရားမင်းရာတို့လည်းရတယ်တဲ့။လူတို့ရဲ့သူတို့ယာမနတ်ဘုံရဲ့တတန်ယာမနတ်ပြည်ရဲ့တရက်ကား လူတို့ရဲ့နှစ်နေရသတ္တန်နဲ့ညီပါတယ်တဲ့အဲ့ဒါကြောင့်ရာမာနတ်သက်ကတော့နှစ်ပေါင်းနဲ့2000ရှိပါတယ်ဒါကြောင့်လူတို့ရဲ့နှစ်အရေအတွက်နဲ့တွက်မယ်ဆိုလို့ရှိရင်ရာမာနတ်ရဲ့သတ္တန်က14ဂရီနဲ့၄သန်းနှစ်ပေါင်းရှိပါတယ်တဲ့နောက်နံပါတ်၄နတ်ဘုံကတော့တုတိတာနတ်ဘုံမှာကြီးကျယ်မြင့်မြတ်တဲ့ စီစိန်ကြက်တရေတို့နဲ့ပြည့်စုံကြတဲ့အတွက်အဲ့နောက်ဘုံမှာဖြစ်ကြတဲ့နှက်တွေဟာအမျက်မပြတ်ရှင်မြူးနဲ့တက်ပျော်ပါနေကြတဲ့အတွက်ကြောင့်တုတိတာနှက်ဘုံလို့ခေါ်ပါတယ်တဲ့ဖျားလောင်းတွေကတော့ဒီတုတိတာနှက်ဘုံမှာစံလေးရှိပါတယ်တန်ထုတ်တိတာနှက်မင်းကအကြီးကဲနှက်မင်းဖြစ်တယ်တဲ့တုတိတာနှက်ပြည့်ရဲ့တရက်ဟာလူတို့ရဲ့နှစ်၄၀၀နဲ့ညီပါတယ်တဲ့ ုတိတာနတ်သက်ကလည်းနှစ်ပေါင်း၄၀၀ရှိတယ်။လူတို့ရဲ့နှစ်ရေတွက်နေဆိုရင်နှစ်ပေါင်း58သိန်း9ဂရီနဲ့6တန်းရှိပါတယ်တဲ့။နောက်နံပါတ်5နတ်ဘုံကတော့နေမာနာရတ္တိနတ်ဘုံ နေမာနာရဒီနဘဝဆိုလို့ရှိရင်အလိုရှိတိုင်းစီးစိမ်ချမ်းသာအမျိုးမျိုးတို့ကို ကိုယ်တိုင်ဖန်ဆင်းပြီးတော့အလိုရှိသလိုပျော်ပါနိုင်တဲ့နဘဝဖြစ်တယ်။ဒီနဘဝရဲ့အကြီးမှုကတော့သူဏိမိတ်တခေါ်တဲ့နတ်မင်းဖြစ်ပါတယ်တဲ့။အောက်နက်ပြီးလေးတက်တီမှာကိုပိုင်ဇနီးမောင်နှံနေရှိကြပါမယ်လို့ဒီနက်ပြီးမှာတော့အဲ့ဒီတော့မရှိကြဘူးမိမိတို့အလိုရှိတာကို ိုယ်တိုင်ဖန်ဆင်းပြီးတော့ရရှိခံစားကြရတဲ့နေမနာရဒီနက်ကြီးရဲ့နတ်သက်တရားဟာလူတို့ရဲ့နှစ်ချစ်ရနဲ့ညီပါတယ်တဲ့နေမနာရဒီနတ်ဒီဟာတတ်တန်းဟာနှစ်ပေါင်း8000ဖြစ်တယ်လူတို့ရဲ့နှစ်ရေအတွက်အားဖြင့်ဆိုရင်တော့230ခရီးနဲ့အနှစ်၄သန်းရှိပါတယ်တဲ့နောက်ထပ်နံပါတ်6နတ်ဘုံကတော့ပရနိမိတဝတ္တဝရီနတ်ဘုံ မိမိတို့အလိုရှိရာခံစားလိုတဲ့အရာတွေကို အစေပါနဲ့တွေကအလိုက်တိစွာစိတ်တိုင်းကြအောင်ဖန်ဆာဖန်ဆင်းပေးရတဲ့ကာမဂုဏ်အာယုန်တွေကို အလိုရှိတိုင်းခံစားမွေရရတဲ့နတ်ဘုံဖြစ်တယ်တဲ့ဝတ္တဝရီနတ်မင်းကအုတ်ချုပ်တယ်အဲ့ဒီဘုံမှာဆိုလို့ရှိရင်မန်းနတ်မင်းတွေကလည်းတီးတတ်ဆန်နေကြတယ်တဲ့ အဲ့တော့ပြိနေမိတာဝတ်တော်ရီနတ်ပြည်ရဲ့နတ်သက်တရားဟာလူတို့ရဲ့1600နဲ့ညီပါတယ်အဲ့တော့ပြိနေမိတာဝတ်တော်ရီနတ်သက်တာနှစ်ပေါင်း8000ရှိတယ်လူတို့ရဲ့နှစ်ရီတော့အားဖြစ်ဆိုလို့ရှိရင်920ဒဂရီနဲ့6တန်းရှိပါတယ်တဲ့ဘလောက်ထိနတ်သက်ဆိုတာရှည်လဲဆိုတာသိရတယ်နော်